မြန်မာစတားတိုင်းဖြစ်ကနေနှုတ်ထွက်လိုက်တဲ့အဆိုတော်ခေရဏဆုံးပြိသက်ကြီးရင်မြန်မာစတားကရက်ကတော့ဒီနေ့လဲပူဆိုးပါတယ်နော်တိုင်းကရက်တင်မဟုတ်ပေအခုလဲတိုင်းကိုလိုက်ကနှုတ်ထွက်ပြီးပြဿနာလေးအနေငယ်ဖြစ်သွားခဲ့ပါတယ်တိုင်းဝန်ဝင်တယောက်နဲ့ပွဲဖြစ်သွားခဲ့ပြီးမတရားတဲ့ပြိုင်ပွဲမှုတိုင်းဖြစ်ကနေပါနှုတ်ထွက်သွားခဲ့ပါတယ်ခေရဏဆုံးဟာပြိုင်ပွဲဆက်ဆာခြင်းမှာပဲပြိသက်တီအာမပေးခဲ့တဲ့ တိုင်းသူဖြစ်ခဲ့ပြီးသူမကလည်းအကောင်ဆုံးကဲဖြတ်ခဲ့ပါတယ် ဒါပေမဲ့လေမတမာမှုတွေနဲ့ဗန်းလိုက်တဲ့ရွေးချယ်မှုတွေကြောင့်ဝေဖန်ခံရပြီးသူမကိုမကြိုက်ကြတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာစတိုင်းရဲ့ဗန်းလိုက်တဲ့အကြောင်းအရာတွေကိုချပြလာခဲ့ပြီးသူမကလည်းသူမမန္တာကိုပြောတာအားလုံးနဲ့ရှင်းရတဲ့လို့ဆိုပါတယ်။မြန်မာစတိုင်းဟာဒိုင်းတွေကိုချုပ်ကင်ထားတယ်၊ပြိုင်ပွဲဝင်တွေကိုအကန့်အသတ်နဲ့ရွေးချယ်ခိုင်းပြီးဘသူကိုလည်းဘလိုလေးရွေးချယ်ရမယ်လို့ဆိုကအဲလိုဗန်းလိုက်မှုတွေတောင်ရှိပါတယ်။ဒါကြောင့်လေခေရနာဆိုဟာတိုင်းပြစ်ကနေနှုတ်ထွက်ခဲ့ပြီးယခုလိုပွင့်လင်းစွာပြောပြလာခဲ့တာဖြစ်ပါတယ်။ သူမကမြန်မာစတန်ကပြိုင်မဝင်နေဗီဒီယိုနဲ့ပတ်သက်ပြီးအကုန်မပေးဘဲဗီဒီယိုတွေကိုလူတိုင်းထင်လွှဲအောင်သူတို့ဘာသာသူတို့အက်ဒစ်လုပ်ပြီးတင်ပါတယ်ဗီဒီယိုထဲမှာဂျန်နေသေးတဲ့စကားတွေကိုလည်းဖြတ်ချထားပြီးတိုင်းနဲ့ပြိုင်မဝင်ကြမှာသဘောထားကွဲလွဲနေတဲ့အောင်ထင်အောင်လို့သူတို့နာမည်ကိုအရယူတယ်လို့ပြောပြခဲ့ပါတယ်ခေရနာဆိုကလည်းသူမပြောတဲ့စကားကိုသူမတာဝန်ယူရမလို့ခြိုက်တဲ့နေရာမှာရှင်းလို့ရတယ်လို့ပြောပြလာခဲ့ပါတယ် ခေနနာဆိုးဟာမြန်မာစတားမှာနောက်ထပ်ဒိုင်လာလုပ်ဖို့လည်းအစီအစဉ်မရှိသလိုမြန်မာစတားရဲ့ဖောင်ဒါတွေနဲ့ပါဗီဒီယိုထဲမှာအကြောင်းစုံအကုန်ပြောပြခဲ့ပါတယ်လက်ရှိသူမနဲ့အတူတူအောင်ကိုကိုကလည်းတိုင်းဖြစ်ပါဝင်ထားပြီးသူတို့တိုင်းချင်းချင်းကိုပေါင်းစိန်ဝမ်းခွဲအောင်လို့တမင်ကိုကြံစီပြောဆိုရင်းပြိတ္တိနေပါထင်လွဲအောင်လုပ်တယ်မြမစတိုင်းရဲ့ဂုံဘုတ်ကိုခေရနာဆိုးကပဲပြအောင်လုပ်နေလားလားအဲ့လိုတွေးမျိုးချောင်းအထီးကိုကြံစီခဲ့တာလို့ပြောပြခဲ့ပါတယ် နောက်ထပ်သူမကလည်းဒီလိုဖြစ်မျိုးမကြုံကျင်တော့လို့ကိုရန်ကိုချနှုတ်ထွက်ခင်တာဖြစ်ပြီးဘသူမှတိုက်တွန်းလို့လည်းမဟုတ်ပဲသူမစိတ်တဘောရနှုတ်ထွက်ခင်တာဖြစ်ပါတယ်သူမကိုလည်းပြည်သက်တွေကအစာကလေးကဒိုင်တူဖြစ်လက်မခံခဲ့ပဲဝေဖန်ခဲ့ကြပြီးခရမျိုးစုံတဲ့ကိုတိုက်ခိုက်တာရှိပါတယ်သူမမစ်ပြိုင်တော့ကလည်းဝေဖန်နေကြတယ်လို့အဲ့လောက်ထိရုပ်ပေါက်တာကြအစမပြေဘူးလို့ပြောပါတယ်ခင်နနာဆိုဟာနောက်ထပ်မစ်ပြိုင်ပွဲတွေကိုလည်းဝင်မပြိုင်တော့တယ်လို့ဒိုင်ဖြစ်လေဘဲပြိုင်ပွဲကမှမလုပ်တော့ဘူးလို့ပြက်ပြက်တသားပြောပြလာခဲ့ပါတယ် သူမရဲ့အိမ်မက်လေးတွေရှိနေသေးတာကိုလည်းအကောင့်ထဲပေါ်မဲ့ဟာတွေရှိပါတယ်။အားလေးတွေလောက်ပဲလုတ်ဖြစ်မှာပါ။သူမလုတ်ပြီးသားတွေတော့ထပ်မလုတ်ပါဘူးလို့ဆိုပါတယ်။သူမအနေနဲ့လည်းသူမရဲ့အရင်ခံဝါသနာဖြစ်တဲ့အစိုးပညာကိုသာတည်ဆုံးတဲ့ဒီလုတ်ကင်သွားမှာဖြစ်ပါတယ်။သူမရဲ့အတမိုးဝမ်းကြောင်းကလည်းဒီအစိုးပညာလေးပဲမို့သူမရဲ့ဒီကဝါသနာစစ်ပါလို့ပြောပြလာခဲ့ပါတယ်။ဒီလိုကြက်တွေထသွားခဲ့ပြီမဲ့လေသူမကိုချစ်တဲ့ပြိတ္တတွေကတော့ဆက်ရှိနေတာဖြစ်တာကြောင့်သူမအနေနဲ့ပြောခဲ့ရတာဖြစ်ပါတယ်။ တချို့သောဝေဖန်နေသူတွေကိုလည်းအပြစ်မမြင်သလိုကျေးဇူးလည်းမတင်ပါဘူး။သူတို့ရွေးချယ်မှုနဲ့သူတို့မို့အေးဆေးပဲနေပါတယ်လို့ဆိုပါတယ်။ဒီတော့ပြည်သက်ကြီးရဲ့ချက်ချင်းမုန်းခြင်းမရှိဘဲမြန်မာစတားပြိုင်ပွဲကနေကိုရိုင်းနှုတ်ထွက်သွားခဲ့တဲ့အဆိုတော်လေးဖြင့်မစ္စတာဦးလည်းဖြစ်တဲ့ခေနနာဆိုပုံမှာမှတ်ချက်လေးတွေပြောပြခဲ့ကြပါဦးနော်။